ရှိနေတယ်လို့ဒီလိုပြောတာ။လေးဆိုတာကသဘာဝစဉ်းစားကြည့်။ဒီ space ဆိုတဲ့ဘာမှမရှိတဲ့နေရာမှသာလေးဆိုတာရှိလို့ရတာဟုတ်။နော်။လေးဆိုတာဘာမှမရှိတဲ့နေရာမှာရှိလို့ရ။အဲ့တော့အာကာသဟင်းလင်းပြမှန်သမျှလေးဓုရှိတယ်။ဒါကြောင့်မို့လေးဓုလေးဓုရဲ့ အပေါ်မှာရေထူးရှိတယ်ရေထူးရဲ့အပေါ်မှာမြေထူးရှိတယ်ဆိုပြီးတော့ကဘာမြေကြီးတည်နေပုံကိုမြတ်စွာဘုရားအရင်ရှင်းပြရှင်းပြပြီးတော့မှအချိန်ခါဆိုတာရှိတတ်တယ်တဲ့ဘယ်လိုဖြစ်တတ်တုံးလို့ဆိုလို့ရှင်အောက်မှာခန်းနေတဲ့အနန္တအာကာသတဲကလေထူးကြီးဟာတခါတရံကြတော့အပူအေးဖောက်ပြန်မှုကြောင့်ငြိမ်သက်နေတဲ့လေတွေဟာပြင်းထန်လှုပ်ရှားမှုတွေဖြစ်ပေါ်လာ လိုင်းကရဲ့ကြီးတွေလို့လေကြီးဟာဣပြီးတော့တိုက်လာတာချိန်လေးမကြာခင်ကမှလေစင်နာမောင်းတိုက်သွားသေးတာဘယ်ဘမပြေမလဲမကြာမကြာလေမုံတိုင်းနေဖြစ်လာကြည့်ပေါ့အဲ့ဒီသဘာဝအကြောင်းမို့လို့ဒီလူတွေမြင်ရတဲ့လေကကဘာမြေကြီးရဲ့အောက်မှာခန်းနေတဲ့လေတုအလွန်ကြီးမားအဲ့ဒီလေတုကြီးဟာလှုပ်ရှားလာပြီးအွန်တန်ကြီးမားတဲ့မုံတိုင်းကြီးလိုဖြစ်လာ လေတိုက်တယ်ဆိုရင်လေကိုမမြင်ရပြီမလို့လေဟာဒီလှုပ်ရှားမှုကပြင်းထန်တာကျလို့ဆိုလှုပ်ရှားမှုကပြင်းထန်မဟာဝါဒဝါယန္တိကြီးမားတဲ့လေတူကြီးဟာတိုက်ခတ်လာတိုက်ခတ်လာတဲ့အခါကျတော့ဥဒကံကံပင်တိလေတူကြီးကနေပြင်းထန်လှုပ်ရှားလာတဲ့အခါမှာသူ့ပုံမှန်ရှိနေတဲ့ရေကိုလှုပ်ရှားသွားစေတယ် ลีอ่ะมันยังมือสุดาเท็ดได้ไลยเอาเส้นไล่ไปลีสุดเลยตัวเนาะเปลี่ยนทางไล่ด่านเนี่ยได้ไล่ด่านเนี่ยบอกว่าเยีดูกันลูกตัวเยีดูจีลูกตัวเดีกยคเะยีดูกันเนี่ยไปทวีงการเป็นดีเยีดูกูลูกชาสิเลยเออสูรุรังก็กบามีเงยนลูกชิ้นเนี่ยตบาวะจาวเดียหาบาเลนุสุรุชิลีรีมันยังไม่ได้พิเดคำเนาะ အောက်ကကဘာမြေကြီးအောင်မှာရှိနေတဲ့လေထုကြီးမငြိမ်မသက်ဖြစ်တဲ့အခါမှာရေတွေလှုပ်ရှားလာတယ်။ရေတွေလှုပ်ရှားလာတဲ့အခါမှာမြေကြီးလှုပ်ရှားသွားတယ်။အဲ့ဒီမြေကြီးလှုပ်ရှားသွားလို့ငလျင်လှုပ်တယ်ဆိုတာဖြစ်ပေါ်လာခဲ့တယ်လို့ဒီလိုပြောတာ။ဒါကသဘာဝအနေအထားဖြစ်တယ်။သဘာဝမှာဓာတ်ကြီးလေးပါဆိုတာအလုံးသိကြတဲ့အတိုင်းပထဝီဓာတ်အာဘောဓာတ်ဒိသောဓာတ်ဝါယောဓာတ်လို့ ဝါယောနဲ့တေဇောကမိဖက်ပထဝီနဲ့အာဘောကမိဖက်ပဲဒီကနေ့ခေတ်ဒီအလုံးသိနေကြတဲ့လေရင်မြန်ရဲ့ကောင်းရင်ပြန်တက်တဲ့အနေထားတစ်ခုကိုစဉ်းစားကြည့်ပေါ့အချင်းချုပ်ပြောလိုက်မယ်ဆိုရင်လေရင်မြန်ဟာနော်ဆက်နိုးလိုက်ပြီးတော့တေဇောဓာတ်တွေများအောင်လုံးလိုက်တဲ့အခါလေဓုကတက်လာတေဇောရှိရင် ตีโซชินวายอสุราลาเลยถ้าจังหวะมีเหล่าอย่างลีเป็นสุราสินมีมาเราเงาลีเนี่ยนี่เลยมีเหล่ามีส่วนลีก็ยาวลาปูเวทาตบาวาไปเลยตบาวาก็อลุสิปูยันลีได้ดาแต่จะงหวตีปูยันเลยมองได้นี่ได้ดาเดลุพิโอราลีเงียเล่าได้เดมองได้ได้ดาเดสุราลีเอพยองเลยมูริวพิปุสตีโซเนี่ยวายอนักขึ้นปองไล่เด็กข้าจ้า လေမြန်ကြီးကပေါ့သွားလေတူတဲရောက်သွားဒီလိုဆွလို့လားပေါ့တေဇောတတ်တွေလှုပ်ပေးလိုက်တဲ့အခါဝါယောတတ်တွေများပြီးတော့လာအဲ့ဒီချိန်မှာလေမြန်ကြီးကအပေါ်တက်သွားပြန်ဆင်းပြီဆိုတဲ့အခါကျတော့ကြည့်တေဇောကိုလျှော့တဖြည်းဖြည်းလေတတ်တွေလေချိန်တွေကိုလျှော့လိုက်တဲ့အခါအပူချိန်ကိုလျှော့လိုက်တဲ့အခါမှာလေချိန်ကလည်းလျော့ကြသွားလျော့ကြသွားပြီးတော့မြေပြင်ကိုပြန်သက်ဆင်းလာ ป็นเลยได้มาเยี่ยงก็งต็มออลูกทาร์เนปงสารไปทีใดไหมสีได้ก็งูเชมีส่วนไปเทียีรีเทไลส่งเทไลอพยันเดชมีส่วนลูกเชียีรีก็ทูไลปัทวีเนอาบอสุราเอากูสวยเลยทีโซเนวายอะปอกูพยันเตเดอหอทัจีเลวายะตบาวะลูรีตัวอะไรทีใดไหมเนาะชีเราเมียวไลชาไลเลวเดะคำ ဒီကမ္မထန်တရားအထုတ်တဲ့ပုံကိုယ်တွေခန္ဓာကိုယ်ထဲမှာခြေမြောက်နိုင်တဲ့အရာတွေကဘာတွေရှိတာတုံးအတ္တဆိုတဲ့ငါကောင်သူကောင်တရားကောင်ရှိသလားလို့ဆိုမရှိဘူးခြေတော့မြောက်လိုက်တာဆိုတာဟာမြောက်ချင်တဲ့စိတ်ကအရင်ပေါ်လာတယ်ပေါ်လာတဲ့စိတ်လေးကတေဇောနဲ့ဝါရောကိုအပိလိုက်တယ်အပိလိုက်သည့်အတွက်ကြောင့်ပေါ်သွားပြီးတော့မြောက်သွားပြန်ချတဲ့အခါကျတော့ ခြားကျင်တဲ့စိတ်ကအရင်ပေါ်လာပြီးတော့ခြားကျင်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ပထဝီနဲ့အာဘောအောက်ဆွဲလိုက်တော့ခြေတော်ခြားတယ်။အော်ခြေတော်ကြွားတယ်ခြားတယ်ဆိုတဲ့နေရာမှာလည်းပဲကြွားတာကတေဇောနဲ့ဝါရောကြောင့်ကြွားတာခြားလိုက်တာကပထဝီနဲ့အာဘောကြောင့်ခြားတာဒီသဘောတွေကြည့်ပြအကုန်လုံးအဲ့ဒီသဘောနဲ့တွားတာအဲ့ဒီမှာငလျင်လှုပ်တယ်လို့ဆိုတဲ့အခါမှာတေဇောရဲ့ဖန်တီးမှုကြောင့် ဝါရောတွေများလာပြီးတော့လေတွေဟာအပြင်းထန်တိုက်ခတ်လာတဲ့အခါမှာရေပြင်ကြီးကိုလှုပ်စေပြီးတော့ရေပြင်ကြီးလှုပ်တဲ့အခါမှာရေပြင်ပေါ်မှာတည်ရှိနေတဲ့မြေကြီးဟာလည်းရေလှိုင်းကြီးတွေလှုပ်တယ်လို့သူကလည်းလှုပ်သွားတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီသဘာဝအတိုင်းရှင်းပြပြီးမြတ်စွာဘုရားကအာနန္ဒာတဲ့ဒါပထမဆုံးအကြောင်းတစ်မျိုးပဲတဲ့ငလျင်လှုပ်တယ်ဆိုတာအဲ့ဒါလို့သဘာဝအကြောင်းအကြောင်းအခုလို့လှုပ်တာလို့ ငယ်ငယ်တုန်းကတော့အဲ့ဒါလို့မဟုတ်ဘူးပုံပြင်ပြောတာမျိုးလို့ငယ်ငယ်တုန်းကတော့ကဘာမြေကြီးကိုထမ်းတဲ့ပိတ်တာကြီးရှိတယ်တဲ့အဲ့ဒီကဘာမြေကြီးထမ်းတဲ့ပိတ်တာကြီးကမြေကြီးကိုထမ်းထားတာလေးတော့ပခုံးပေါက်တယ်ပခုံးပေါက်လို့ပခုံးပြောင်းတယ်လို့ပြောပြီးတော့ငယ်ငယ်လှုပ်တယ်ဆိုတာကိုဘယ်သူကစထွင်ပြီးပြောတယ်တော့မသိဘူးငယ်ငယ်ကကြားဘူးလားမြေကြီးကိုထမ်းတာနဲ့ပြိတ္တာကြီးကပခုံးပြောင်းတဲ့အခါမှာငရင်လှုပ်တတ်တယ် ဘုန်းကြီးတို့တသက်တာမှာအကြီးအကျယ်ငရင်လှုပ်တာနှစ်ကြိမ်ကြုံမှုတဲ့မြန်မာတက္ကရီ1308ခုနှစ်တုန်းကပကိုးငလျင်ကြီးဆိုတာကြုံရအဲ့ဒီငရင်ကဘယ်ထိအောင်လှုပ်တုံးဆိုဟိုမန္လေးတိုင်းကဖရာတွေပြိုသည်ထိအောင်ပြင်းထန်ဟော1308ခုနှစ်ကကြီးမားတဲ့ငလျင်ကြီးတစ်ခါလှုပ်တယ်အသေးဖွဲတွေတော့မပြောလို့ဘူးအကြီးကြီးတွေကိုပြောတယ်နောက်1318ခုနှစ်ကျတော့စကိုင်းငရင်လို့ခေါ်တယ် စကိုင်းမှာရှိတဲ့ဖျားပထိုးတွေပြိုကျပျက်စီးမှုတွေအများကြီးမြမရာဇဝင်ဖတ်မယ်ဆိုလို့ရှိရင်တော့ငရင်လှုပ်တဲ့အချိန်တွေဟာအများကြီးရှိတယ်ပေါ့ဖျားပထိုးတွေခဏခဏပြိုပျက်တယ်အဲဒီ16ခုနှစ်ငရင်ကြတော့စကိုင်းငရင်လို့ခေါ်ရလောက်အောင်စကိုင်းမှာပျက်စီးတွေအလွန်များခဲ့တယ်ပေါ့အဲ့ဒါလည်းပဲကြုံခဲ့တယ်ပေါ့ဒါကိုကိုယ်တိုင်ကြုံတဲ့အပိုင်းကိုပြောပြတာအင်မတန်မှကြောက်မွေဖွယ်ကောင်းလောက်အောင်ရက်တည်လို့မရလောက်အောင် ပြင်းထန်တဲ့ငရင်ကြီးတွေလှုပ်ခဲ့ဘူးတယ်ပေါ့ ဒီတဲ့ပြင်ထန်တာတွေကိုနဲ့မကြုံနဲ့ဘ ਹੁ ပြုတဲ့နေရာနဲ့ဝေးလို့ရှိရင်တော့လည်းမသိလိုက်ဘူးပေါ့နော်အဲ့ဒါလို့ငလျင်ရဲ့တဘာဝဟာခုနကအောက်ကနေပြီးတော့ကွက်ပြီးတော့လေဒူကြီးလှုပ်ရှားလိုက်တဲ့အခါမှာထိုလေဒူကြီးနဲ့အနည်းဆုံးရေပြင်ကလှုပ်ရှားသွားအနည်းဆုံးရေပြင်လှုပ်ရှားသွားတဲ့အခါမြေဒူကြီးလှုပ်ရှားပြီးငရေလှုပ်ချင်းဟာဖြစ်ပေါ်လာတယ်လို့ ဒါကရသော်ဘုရားကပထမဆုံးအကြောင်းတစ်ခုရှင်းပြတယ်ပေါ့ဒုတိယငလျင်လှုပ်ခြင်းအကြောင်းကိုရသော်ဘုရားဘယ်လိုရှင်းပြတော့ဆိုတကူကြီးမားတဲ့အစွမ်းထက်တဲ့အစွမ်းတကူရှိတဲ့တကူရှင်နေဆိုတာလောကမှာ ရှိတတ်ရဟန္တာပုဂ္ဂိုလ်တွေတို့အဲ့ဒါလို့အစွမ်းတကူနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ်သို့မဟုတ်တကူကြီးတဲ့နတ်တွေဆိုတာရှိတယ် တို့ကလည်းဖန်တီးတတ်တယ်တဲ့ဘလို့ဖန်တီးတော့ဆိုရင်တို့စိတ်ထဲမှာဒီမြေထုဆိုတဲ့မြေထုပုံမှာတဘာဝတရားတွေကိုတို့ကရှုမြင်သုံးသတ်တဲ့အခါမှာမြေထုနဲ့ဒီရေထုဆိုတာနှစ်ခုရှိမြေကြီးရဲ့သဘောကငြိမ့်နေမှာတယ်မြေကြီးနဲ့ရေနဲ့နှစ်ခုကြည့်မြေပြင်ဆိုတာငြိမ့်တတ်မှုရှိတယ် ရေပြင်ကြတော့ငြိမ်သက်မှုမရှိဘူးနော်မြေပြင်ကငြိမ်သက်တယ်မာတယ်ရေပြင်ဆိုတာကတော့လှုပ်ရှားတယ်ပေါ့ဒါကြောင့်မို့သူတို့ဟာကဘာမြေကြီးရဲ့မြေပြင်ကို ရေပြင်လိုသဘောထားပြီးတော့မြေကြီးကိုရေလိုစိတ်ထဲမှာတကိုးနဲ့ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလဲငရင်လှုပ်တတ်တယ်ကြည့်လေတင်မောကြီးတွေဘလောက်ကြီးကြီးရေပေါ်မှာကြတော့လှုပ်နေတာ ก็มองแต่ไล่ยเกศิษย์มันเล่าหนังเลยมันเล่าหนังศิษย์องอ่ะท่านเป็นแบบนีรหรอตั้งอะไรคิดได้สิกูยังเป้าสารีดีกว่าจะหันหน้ากุยงดีกว่าปอบุรีคนนี้อยู่